ဆရာဝန်မကအန်နီကိုကိုဝင်ဆောင်ရန်ကြိုတင်စစ်ဆေးမှုလုပ်ပေးနေတော့မှာအန်နီရဲ့ဝမ်ပိုက်ကိုအယံပြင်းပြင်းထန်ထန်ဖိလိုက်တယ်ဒါကအန်နီကိုနာကျင်လို့အော်ဟစ်စေခဲ့တယ်ဒါပေမဲ့မထင်မှတ်ပဲဆရာဝန်မကအန်နီမှာယောက်ျားရှုပ်တယ်လို့ဆွဆွဲခဲ့တယ်ပြီးတော့သူမကိုတအိမ်ကောင်းစစ်ဆေးချက်အစီရင်ခံစာတစ်ခုကိုပေါ့ပေါ့ဆာဆာဖြစ်ပေးခဲ့တယ် အန်နီကအခင်းဖြစ်တဲ့နေရာမှာပဲသူ့မောက်ကိုဒေါသတကြီးရင်ဆိုင်ပြီးဘာလို့ဒီလောက်အဆင်မမီရတာလဲလို့မေးခဲ့တယ်။ဘာလို့လဲဆိုတော့တအိမ်ကောင်းဆိုတာစေပညာဝဟာရတော့မဟုတ်တော့ဘူး။ဒါကအမျိုးသမီးတွေမှာဖြစ်တတ်တဲ့ပုံမှန်ဇီဝကမပြောင်းလဲမှုတစ်ခုသာဖြစ်တယ်။ဒါပေမဲ့ဆရာဝမကသူ့ရဲ့ရင်ဘက်ကဗတ်ချကိုဖုတ်ပြပြီးသူ့အရန်အခွင့်အာဏာရှိတဲ့သူဖြစ်တယ်လို့ခိုင်မာပြောခဲ့တယ်။အန်နီရဲ့ခင်ပွန်းမိုးဆက်ကဒါရီကိုလုံးဝလက်မခံခဲ့ဘူး။သူကသူ့မောက်ကိုတိုင်ကြားဖို့ချက်ချင်းလုပ်ခဲ့တယ်။ ဒါပေမဲ့ဆရာဝန်မကယုတ်တရက်မျက်နှာဖုံးကိုချုပ်ပြီးသူ့ရဲ့လမ်းကိုပိတ်ရက်လိုက်တယ်။အဲ့ဒီအခါမှာမိုးဇက်ကသူ့မကိုမှတ်မိသွားခဲ့တယ်။သူ့မကပိုကောင်းတဲ့အနာဂတ်အတွက်သူ့ကိုစွန့်ပစ်ခဲ့မှုတဲ့သူ့ရဲ့ချစ်သူဟောင်းဖြစ်နေခဲ့တယ်။ချစ်သူဟောင်းကမိုးဇက်ကိုကွာရှင်းဖို့တိုက်တွန်းခဲ့ပြီးအန်နီကအချိန်မရွေးသူ့ကိုညစ်ပတ်တဲ့ယောဂါကူးစက်နိုင်မဲ့ဘုံတလုံးဖြစ်တယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့အန်နီကချက်ချင်းသူ့ဖုန်းကိုထုတ်ယူပြီးကိုဝင်ရဖို့စီစဉ်တာကိုမှတ်တမ်းတင်ထားတယ်လို့ပြောခဲ့တယ်ပြီးတော့ချစ်သူဟောင်းရဲ့အတရေဖြတ်မှုကိုအွန်လိုင်းမှာဖြန့်ဖို့ပြင်ဆင်ထားတယ်။ချစ်သူဟောင်းကလုံးဝမကြောက်ခဲ့ဘူး။သူမကအန်နီရဲ့ပါးကိုပြင်းပြင်းထန်ထန်ရိုက်ချလိုက်တယ်။အန်နီဒေါသထွက်ပြီးရဲကိုခေါ်ဖို့ပြင်နေတော့မိုးဆက်ကရုတ်တရက်သူမကိုတားလိုက်တယ်။ဒါကအန်နီကိုလုံးဝစိတ်သက်ကြသွားစေခဲ့တယ်။သူမနှိမ့်ဆက်ခံနေရတော့ကမိုးဆက်ကမကူညီခဲ့တယ်လို့အခုသူကချစ်သူဟောင်းကိုကာကွယ်ပေးနေတယ် ူတို့နှစ်ဦးအဲ့ဒီနေရာမှာပဲစပြီးငင်းခုန်ခဲ့ကြတယ်ဒါကိုမြင်တော့ချစ်သူဟောင်းကဖုန်းကိုရေပုံးနဲ့ချက်ချင်းပစ်ချလိုက်တယ်ပြီးတော့အန်ဒီမှတ်တမ်းမရှိရင်မလုပ်နိုင်မလဲဆိုတာကြည့်ရအောင်လို့လောင်ပြောင်ပြီးပြောခဲ့တယ်ဒါပေမဲ့အန်ဒီကသူ့ဖုန်းကရွမ်းနှစ်တောင်းကျော်တန်တယ်ဒါကအမှုဖွင့်ပြီးချစ်သူဟောင်းကိုထောင်ထဲထည့်ဖို့လုံလောက်တယ်လို့အေးဆေးစွာပြောခဲ့တယ်